ထဆကအစိုးရရဲ့တောင်းဆိုချက်အရတရုတ်အစိုးရကငလျင်တန်တဲ့မြန်မာပြည်သူများအတွက်ယွမ်း1ဘီလီယံတန်ဖိုးရှိတဲ့အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးအကူအညီတွေထပ်မံပံ့ပိုးပေးဖို့ဆုံးဖြတ်လိုက်ကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံးကဧပြီ10ရက်နေ့မှာထုတ်ပြန်ပါတယ် အဆိုပါပံပိုးငွေနဲ့လောင်စာစီ plan house ခွဲစိတ်ခန်းစေဝါနဲ့ကာကွယ်ရေးပစ္စည်းတွေစတဲ့အရေးတကြီးလိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့ပေးသွားမယ်လို့တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု agency CIDCA ရဲ့ပြောရေးဆိုခွင့်ရှိသူ လီမင်းကပြောပါတယ် ထားအပြင်ကျန်းမာရေးနဲ့ယောဂကာကွယ်ရေးဆိုင်ရာကျွမ်းကျင်အဖွဲ့တွေကိုကုသရေးနဲ့ပို့သက်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဆီလွတ်မှာဖြစ်ပြီးဘေးရနေအကဲဖြတ်ရေးအဖွဲ့ဆီလွတ်ပြီးငလျင်တန်ခန်းစားခဲ့ရတဲ့ဒေသရီထန်ကွင်းစင်းစစ်ဆေးကပြန်လည်ထူထောင်ရေးနဲ့ဘေးအန္တရာယ်ကာကွယ်လျှော့ချရေးလုပ်ငန်းစဉ်တွေရေးဆွဲရမှာပံ့ပိုးကူညီသွားမယ်လို့ဆိုပါတယ် ဆက်လက်ပြီးရင်ကျိမှုအမွေအနှစ်နဲ့အစာအုပ်ဆိုင်ရာစစ်ဆေးအဖွဲ့တွေဆီလွတ်ခါပျက်စီးနေတဲ့ရှင်ဟောင်းရင်ကျိမှုအမွေအနှစ်ပျက်စီးတွေအစာအုပ်တွေကိုစစ်ဆေးအကဲဖြတ်ခြင်းခိုင်ခံ့မှုစမ်းသပ်ခြင်းနဲ့ပြုပြင်မုံမှန်ခြင်းလုပ်ငန်းတွေဆောင်ရွက်ပေးတော့မယ်လို့ထုတ်ပြန်ချက်အရာသိရှိရကြောင်းပါခင်ဗျာ စီးပွားရေးလုပ်ငန်းရှင်ဦးစိုးစိုးဦးဆောင်တဲ့ AOE Foundation ကငလျင်တန်တဲ့မန္တလေးမြို့နယ်စကိုင်းမြို့တို့မှာယာယီဆေးရုံတွေတိစောက်ဖွင့်လှစ်ထားကြောင်းသိရပါတယ်။မန္တလေးမြို့ကမန္တလေးပြည်သူဆေးရုံကြီးနဲ့ကန်တော်နယ်တီဆေးရုံတို့အတွက်ကတိ200ဆန့်ယာယီဆေးရုံတွေကိုကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတိစောက်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ မန္တလေးပြည်သူ့စေယုံကြီးအတွင် HTU ဆနက်ကတင်ပါကတင်90ဆန့်ယာယီစေယုံမန္တလေးကန်တော်နတီပြည်သူ့စေယုံအတွင် HTU 6ကတင်ပါကတင်150ဆန့်ယာယီစေယုံတို့ကိုဖွင့်လှစ်ထားတယ်လို့ဆိုပါတယ်မန္တလေးအယိုးအထူးကုဆေးရုံကြီးနဲ့စကိုင်းမြို့နယ်ပြည်သူ့ဆေးရုံအတွက်ကတင်တရားယာယီဆေးရုံတစ်ခုစီကိုထပ်မံဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရှိရကြောင်းပါခင်ဗျာ အဲအပြင်မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်လူနေအိမ်6000ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းနတ်စကောက်ခထဗိုလ်ချုပ်မကြီးမဲအောင်လိုင်ကပြောပါရီငလျင်တန်းကျောင်းမန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ပြီးနေအိမ်အပါအဝင်စာတင်ကျောင်း2366ကျောင်းနဲ့စေယုံစေကန်292ခုပျက်စီးဆုံးရှုံးခဲ့ပါရီ ဧပြီလ10ရက်နေ့မနက်ပိုင်းအထိငလျင်ကျောင်းတည်ဆုံခဲ့ရသူ3649ဦးဒဏ်ရာရရှိသူ9018ဦးနဲ့ပျောက်ဆုံးသူ145ဦးရှိလာပြီးငလျင်တန်းကျောင်းတည်ဆုံခဲ့ရသူတွေကိုတအူးကို7သိန်းချက်စီထောက်ပံ့ပေးသွားမယ်လို့သိရှိရကြောင်းမှာခင်ဗျာ ငလျင်တန်တင့်မြန်မာပြည်သူများအထွတ် UAE နဲ့ဒီပေါ်နိုင်ငံတို့မှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေထပ်မံရောက်ရှိလာကြောင်း NASA ကရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ April 10ရက်နေ့မှာ UAE နိုင်ငံကအစာအစာစေဝါနဲ့ယာယီတဲစုစုပေါင်းတရတထုပ်အလေးချိန်9842 kg တင်ဆောင်ထားတဲ့လေယာဉ်နှင်းရန်ကုန်လေဆိပ်မှာစိုက်ကပ်ခဲ့တယ်လို့ဆိုပါတယ်။ ထိုနေ့တရက်ထဲမှာပဲနေပေါ်နိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေနဲ့ဆေးဝါးပစ္စည်း25445ကီလိုဂရမ်တင်ဆောင်လာတဲ့လေရင်တစ်စင်းလဲနေပြည်တော်ကတက်မတော်လေးစိတ်ကိုစိုက်ကပ်ခဲ့တယ်လို့သိရှိရကြောင်းပါခင်ဗျာ။ တီရီလင်ကာဆိုရကမကြာသေးမီကငလျင်လှုပ်ခတ်မှုထံခံခဲ့ရတဲ့မြန်မာနိုင်ငံသားများကုညီကယ်ဆယ်ရေးအတွက်အမေရိကန်ဒေါ်လာတသန်းထောက်ပံ့မှုတိုးမြင့်ပေးခဲ့ကြောင်း NASA ကနိုင်ငံခြားရေးဝန်ကြီးဌာနကနေသိရပါတယ်။ဧပြီလ10ရက်နေ့ကတီရီလင်ကာနိုင်ငံတမရယုံမှာတမရကိုစာအတွင်ရေးမှုဖြစ်သူကမြန်မာတန်အမတ်ကြီးဒေါ်မာလာတန်ထိုက်ထံလှူဒန်းငွေအမေရိကန်ဒေါ်လာတသန်းပေးအပ်ခဲ့ပါတယ်။ ဒီရီလင်ကာမှာလက်ရှိဖြစ်ပေါ်နေတဲ့စီးပွားရေးစိန်ခေါ်မှုတွေကြားကနေငလျင်ပေးတဲ့မြန်မာပြည်သူများအတွက်အခုလိုပံ့ပိုးကူညီမှုအပေါ်တမရနဲ့ဒီရီလင်ကာအစိုးရတို့ကိုကျေးဇူးတင်ရှိကြောင်းမြန်မာတပ်အမတ်ကြီးကပြောကြားခဲ့ပါတယ်။ဒါအပြင်ဒီရီလင်ကာနိုင်ငံမှာကယ်ဆယ်ရေးအဖွဲ့တွေနဲ့စီးပွားဆိုင်ရာဝန်ထမ်းတွေကိုအခုလိုခက်ခဲတဲ့ကာလမှာဆေလွတ်တဲ့ဆုံးဖြတ်ချက်အတွက်လည်းကျေးဇူးတင်ရှိရလို့ဆိုခဲ့ကြောင်းပါခင်ဗျာ။ ဧပြီလ14ရက်နေ့မှ28ရက်နေ့အထိရန်ကုန်အထိုင်းစောင်းစီအခြေခံလက်ကားရည်ညွှန်းစေအဖြစ်တပိတ်တာ6,980ကျပ်သတ်မှတ်လိုက်ပါတယ်။မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကိုနေ့စဉ်စောင့်ကြည့်ပြီးတည်ယူကဗန်စရိတ်အခွန်အခတွေထည့်သွင်းတွက်ချက်ပြီးဈေးသတ်မှတ်တာပါ။စင်းတို့မြင့်တင်ရောက်ချခြင်းဈေးကစားဖို့ရည်ရွယ်ချက်နဲ့တူလောင်ခြင်းအပါအဝင်မတမာတဲ့လှုပ်ဆောင်မှုတွေပြုလုပ်ရင်အရေးယူသွားမယ်လို့ထုတ်ပြန်ထားကြောင်းပါခင်ဗျာ